အားကြတဲ့ချက်တွေအများကြီးပဲရှိတယ်ဘောတော့ပေါ့အချို့ချို့လူတွေဆိုလို့ရှိရင်ဒါမြင်မှုကျင်တယ်တွေ့ဝူးကျင်တယ်ဆိုတော့ဒါပါအဲ့လိုအတူတူအဲ့လိုခီးတွားကျင်ပါပဲဘာလို့ကိုကိုနဲ့ကိုရမ်းကြရလို့ကျွန်တော်ကတော့အဲ့အဲ့ဒီလိုမျိုးအခွင့်အရေးခုဟိုခုလက်ရှိရနေတဲ့အချိန်မှာဘာဖြစ်ဖြစ်ကိုယ့်ကိုယ်လည်းဂုံယူမိတယ်ဝမ်းလည်းဝမ်းသာရတယ် အမြဲတမ်းစိတ်ဆိုးဒေါသထွက်တာတခါမတွေ့ဘူးအဲ့လိုအေးချမ်းချမ်းနဲ့အမြဲတမ်းစကားကိုညင်ညင်သာသာနဲ့ပြောတယ်အေးချမ်းချမ်းပြောတယ်တိခဏနိုင်မှုစွမ်းအားလုံးဝ100%တော့ကြော်နေတယ် ဲ့ပေါင်ချိန်ချိန်ပေါင်အလေးချိန်ချိန်ဒါတဲ့အဲ့ရာလေးဖြုတ်ပြီးချိန်တာကီစီတော်တော်ခွာတယ်လို့ပြောတယ်အဲဆွဲကြိုးကြီးတွေဟာကြီးတွေအလေးကြီးတွေအဲ့ဒါကြီးတွေနေတိုင်းအဲ့လိုဖျန်းနေသူဥပြောဥအဲ့ဒါမလေးဘူးလားသူကမလေးဘူးလေလောကအဲ့ဒါလောက fashion အပြည့်နေတယ်ပေါ့ဒီနေ့က mind drain နဲ့အဲကျွန်တော်တို့ဒီရာနဲ့ပေါင်းပြီးတော့လောက်တဲ့ပွဲမှာဒါပထမရက်ကစဆိုင်ခန့်လိုက်ဆိုရယ်ဒုတိယရက်ကအဲတော့ဟိုကျွန်တော်တို့ rapper ရဲ့ ဂိမ်းနဲ့ဘလော့ကာရဲ့ဂိမ်းနဲ့အတူတူဆုံပါတော့အဲအတူဆိုကြရဆိုရင်လာပြီးပွဲလာတက်ပြလာအားပေးတာဒီနေ့ကဥညစ်တူဆုံပါအေးရေလဲမိုက်တယ်နောက်ပြီးတော့ဟိုကျန်တဲ့ wedding bag ရဲ့ design ဒီ wedding bag လိုက်တာနဲ့ကန်ကန်နနာပိုဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒါလေးတော့တခုခံစားရတယ်နောက်ပြီးတော့လူစုံတက်စုံတွေ့ရတယ်ပေါ့နော်အဲ့ဒါလေးတော့တခုမိုက်တယ်ပိုဝါပေါ့ဒီနေ့ဟိုဟာအရင်နေ့ကတော့ queen size ဆိုသွားတော့မိုက်တယ်မိုက်တယ်ပေါ့နော်အဲ့လိုမျိုး show တွေပါရှောက်တော့ဒါပေမဲ့ဦးနဲ့တော့လို show တွေပါရှောက်မှာမဟုတ်ဘူးသူကသူကသူတည်တဲ့ဆိုလဲ အဲဆိုတာနဲ့ပြီးရှိုးချောက်တာလဲပြီးတော့ဒီနေ့ဟိုဝက်စားတွေပါပြတယ်ဟာတွေပါလဲမိုက်မယ်ထင်ပါတယ်။ဘာလို့ဆို wedding fair ဆိုတော့အဲဒီဇိုင်းလေးတွေမိုက်မယ်ပြီးတော့ဝယ်ရဆန်းကလည်းကိုအများနဲ့လှုပ်တယ်လှုပ်တူအလုံးလုံးဖြစ်တယ်ရောအဲဒီအားလုံးတက်လာကြည့်ရပါဘူးเนาะဦးရတော်ဘာမှဆိုတာတူကြီးရောက်တော့ရှိဘူးအဲကျွန်တော်ကတော့အများနဲ့ဗုဒ္ဓဦးနေ့လောက်မှအများနဲ့ဆိုပြတယ်เนาะပြီးတော့ဟို ဆိုရင်းဆိုရင်းနဲ့တော့အဲ့လိုခီးတွေလည်းတူသွားပြတယ်ဥရုနဲ့အစိတ်အချိတ်ဆက်လေးတွေရတာပေါ့နော်ဒါပြီးတော့နောက်ပြီးတော့ဂီတာဂီတာရဲ့အားလုံးရဲ့ပွဲတွေပဲပြီးသွားရင်လာစုတဲ့နေရာလိုမျိုးဖြစ်နေတော့အဲ့ဒီနေရာလေးကပျော်ဖို့လည်းကောင်းတယ်အဲ့တော့ကျွန်တော်တို့1064ဆိုအကုန်လုံးပျော်ကြတဲ့နေရာလေးတစ်ခုပေါ့အဓိကတော့အလုပ်တွေပဲအလုပ်တွေတူတူလုပ်ကြတယ်အလုပ်တွေဆိုတာဒီဥရုသွားတဲ့ပွဲတွေတော့နောက်ပြီးတော့ကျွန်တော်တို့ဒါ ဟိုဘာတစ်ချက်နေအစ်ထွက်ပြီလားအစ်ထွက်ဆိုရှင်ဥို့ပြတယ်ဥရဲ့ဒီဆေးရဒီလိုလေးဘာကြလို့ဂီတအကြောင်းနေပို့ပြီးစကားတွေပြောပြတယ်ဂီတညီကောင်မောင်မရဲ့အားလုံးနဲ့အတူတူလှုပ်တယ်ပို့လှုပ်ဖြစ်တယ်စုစုစည်းစည်းလေးပြန်ဖြစ်တဲ့သဘောလေးပါတော့ဟုတ်ဟုတ်အားကြတဲ့အချက်တွေအများကြီးပဲရှိဘောတော့ဟိုဘာဆိုကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်ဒါဟိုတောင်းတောင်းဆိုလို့ရှင်အချို့ချို့လူတွေဆိုလို့ရှိရင်ဒါမြင်မှုကျင်နေတွေ့ဝူးကျင်နေဆိုတော့ဘာလဲလို့ဟိုအတူတူအတူတူအလုပ်ခီးသွားကျင်ပါပဲဘာလို့ဆိုကိုကိုနဲ့ကိုအရင်ကြရတဲ့လူကကျွန်တော်တို့ကျတော့အဲ့အဲ့ဒီလိုမျိုးအခွင့်အရေးခု ဟိုအခုလက်ရှိရနေတဲ့အချိန်မှာဘာဖြစ်ဖြစ်ကိုယ့်ကိုလည်းဂုံယူမိတယ်ဝမ်းလည်းဝမ်းသာရတယ်နောက်ပြီးတော့ကိုယ့်ကိုလည်းတကယ်ကိုချစ်ခင်လေးစားရတဲ့အတိုင်းဝိုင်းတစ်ခုလည်းကိုရောက်နေဆိုတော့ကိုယ့်ကိုလည်းအများနဲ့ဒီဆက်မကပို့ပြီးလင်းလင်းမမနဲ့ဆက်ပြီးစူးစမ်းဖို့တော့အများနဲ့ကိုယ့်ကိုတန်ရေးတန်ချမိတယ်ပေါ့ဟုတ်ကြည့်ခဲ့တယ်အရင်တော့ကငငယ်တော့ကတော့အကူအိုးတွေဥလေးတွေပိုင်းနဲ့တွဲပြီးတော့ကြည်တယ်သွားတယ်သွားပြက်တယ်အဲကျွန်တော်ဂီတာလောကတွေကိုရောက်ခါစားအချိန်ပေါ့2016လောက်ကလည်းအေဘရာနဲ့ဒီအများကြီးညိုထဲမှာလောက်တဲ့ပွဲမှာပထမဆုံး တူတူချင်းနဲ့စုပ်ဘူးတယ်ပေါ့အဲအဲအဲရဲ့နောက်ပိုင်းမှာအမှတ်တရရတယ်အများကြီးပဲပေါ့ဟုတ်အများနဲ့စိတ်ဆိုးဒေါသထွက်တာတခါမှမတွေ့ဘူးအဲ့လိုအေးချမ်းချမ်းနဲ့အများနဲ့စကားကိုနင်းနင်းတာနဲ့ပြောတယ်အေးချမ်းချမ်းပြောတယ်တီးခတ်နိုင်မှုစွမ်းအားလုံးဝ100%တော့ကြော်နေအများနဲ့တီးခတ်နေအရာရာတိုင်းအဲ့လိုအေးအေးဆေးဆေးနဲ့ဟိုငင်းငင်းချမ်းချမ်းပဲဥပကြည့်လိုက်အများနဲ့တက်ကြွလန်းဆန်းနေလူငယ်တယောက်လိုပဲမိုက်တယ်အဲ့ဒါလေးတော့အများနဲ့အတူယူပြတယ်ပေါ့ဟုတ် အဲ့လိုမျိုးလေးပဲပေါ့အဲ့လိုမျိုးလေးပဲလိုက်နေနေပြအောင်လည်းစ조사ရပါအခုကျတော့နင်းနီးကကဟိုအပတ်တိုင်းလိုလိုမြင်တွေ့နေရတော့အမြင်လမ်းလိုလိုအဲ့လိုတွေ့မြင်နေရတော့ဥရှိယာနေနည်းနည်းပြီးဥပုံစံလေးတွေကူးအောင်လို့အတူတော့ခိုးရမှာဒါပေမဲ့တခုခိုးလို့လေဟိုကိုကဟိုသွားတဲ့ကာရှာချင်းကွာနေပေါ့ရော်ကာနဲ့ကျွန်တော်တို့ကတော့ပေါ့တေဆိုတော့အဲ့တော့ဘာဖြစ်ဖြစ်အခုလေးစားအားကြတဲ့သူတွေကတော့အမြဲတမ်းသူတို့ရဲ့ movement တွေသူတို့ရဲ့ ုံစံလေးတို့ရဲ့အပြောဆိုတွေတို့ရဲ့ပေါင်းသင်းဆက်ဆက်မှုတွေအကုန်လုံးအများကြီးအလေးလာတွေ့ယူရတာပေါ့ဟုတ်ကဲ့နဲ့အေးစစ်စစ်ပဲဥကတောင်းတောင်းဒေါသထွက်တာတို့ဘာလို့ဆိုတော့တော်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 မှရှားတယ်ကျွန်တော်တို့နေကျွန်တော်တူရီရလောက်အတူတူအနီးကပ်နေတာတခါမှဒေါသထွက်တာမတွေ့ဘူးတခါမှမတွေ့ဘူးကြားတယ်သူအများနဲ့ဒီလိုလက်တွေပါတခါတော့ဆိုရင်ဟိုပါတခါတော့ဆိုလို့ရှင်ဖွားဖွားဖွားဆိုတာဥရဲ့အမျိုးသမီးခွာကျွန်တော်တို့ကကြတော့ဟို ဦးရဲ့မိလေးကေတရာခေါ်တယ်လို့မျိုးလိုက်ပြီးဖိုးဖွားဖွားလိုက်ခေါ်တာပေါ့ကျွန်တော်တို့ဦးလို့ပဲခေါ်တာပေါ့အဲ့တော့ဟိုဖိုးဖွားဆိုပြီးတော့တခါတော့အဲ့ပေါင်ချိန်ချိန်ပေါင်အလေးချိန်ချိန်တာတဲ့အဲ့ရတွေဖြုတ်ပြီးချိန်တာကေဂျီတော်တော်ခွာတယ်လို့ပြောတယ်အဲ့ဆွဲကြိုးကြီးတွေဟာကြီးတွေအလေးကြီးတွေအဲ့ဒါကြီးတွေနေတိုင်းအဲ့လိုဖြန်းတယ်သူဦးပြောဦးအဲ့ဒါကြီးမလေးဘူးသူကမလေးဘူးလောကလောက fashion အပြစ်နေတာပေါ့မြင်တာမချင်းကလောတဲ့တော့ကျွန်တော်ဒီဒီလအစပိုင်းတော့ကျွန်တော်အနဝါဆိုတဲ့ချင်းအစ်စ်လေးတဘောထွက်ထားတယ်အဲဒီကြားထဲမှာတော့ကျွန်တော် ျွန်တော်ဟိုပြီးခဲ့တဲ့ကျွန်တော်မွေးနေ့တော့မှထွက်ထားတယ်အမေရင်လွမ်းဆိုချင်းလေးကိုကျွန်တော် music video လေးရိုက်ဖို့အတွက်စတင်ပြီးစီစဉ်နေပါတယ်အဲကြားထဲမှာကျွန်တော်အိတ်ချင်းနဲ့အတွဲလေးထွက်ဖို့ရှိရဲ့နောက်အဲဖြုတ်ပြေဆုံးနဲ့အတွဲလေးရှိရဲ့လို့အတွဲလေးတွေတပုတ်တပုတ်စီလဲထွက်ဖို့အစီအစဉ်ရှိတယ်နောက်ကျွန်တော်ရဲ့ဒီထွက်ထားတဲ့အချင်းလေးအားလုံးကိုမှကျွန်တော် version တစ်မျိုးပြောင်းပြီးတော့အဲတချင်းဆက်ဖို့လောက်ကို collab လုပ်ပြီးတော့အဲအားလေးလဲထွက်ဖို့ရှိရဲ့တော့ဒီကြားထဲတော့ဂီတအလုပ်လေးတွေခက်ဆက်ဆက်လေးလုပ်ဖို့အတွက်တော့စူးစမ်းနေပါတယ်အားယူနေပါတယ်ဟုတ်